မိမိတို့ဥပဒနာလို့လုပ်ဖို့ရဟာတဲ့ဘုန်းကြီးများကလည်းတိုက်တွန်းတယ်ပြစ္ဆုတ်ပန်သံတရားနှဖျားအကျိုးကိုများစေနိုင်တယ်ဆိုတာမှတ်ကြရမှာပြစ္ဆုတ်ပန်သံတရားနှဖျားအကျိုးကိုများစေနိုင်တယ်လို့မှတ်ရမှာအဲ့တော့ကိုဝိပဿနာတစ်ခါရှုရဒီဘက်ကနေပြီးဒီကလာဒီကလာမှတွေကကိုယ်စိတ်ကလေးတစ်ခုထားတာပေါ့ လောဘရှိဖြစ်ဖြစ်ဒေါသရှိဖြစ်ဖြစ်မောဟရှိဖြစ်ဖြစ်ဝိကိစ္ဆာရှိဖြစ်ဖြစ်ပြန်လည်းနဲ့ရှိဖြစ်ဖြစ်ထားတာပေါ့ဥလာဘုရုတကားဆိုင်တို့ကနော်ဒါရဲ့ဖြစ်ပြီးပြတ်တာပဲလို့ဆိုရသည်မကင်ကသိတာပဲမကင်ကသိတော့ဘယ်နှခါသိသရုံဆိုတာတကားဆိုင်တို့ဥလာဘုရုမေးဖို့လို့မကင်ကဘယ်နှခါသိသရုံလို့မေးလို့ရှိရင်ဖြင့် ပထမတဏ္ဏမနဲ့တခါသိသိပြီတဏ္ဏမစိတ်ကလေးချုပ်နောက်နှစ်နံပါတ်နဲ့သိပြန်ကောင်းပြီဒါဖြင့်နောက်ခုနှစ်နံပါတ်နဲ့သိဒါဖြင့်ခုနှစ်ခါသိတာပေါ့ခုနှစ်ခါသိတယ်လို့မှတ်ကြရမယ်အဲ့တော့ကိုဓမ္မတို့ဖြစ်ပျက်ကိုတခါရှိလိုက်လို့ရှင်သိတဲ့စိတ်ခုနှစ်ကြိမ်ဖြစ်တယ်လို့မှတ်ပါသိတဲ့စိတ်ခုနှစ်ကြိမ်ပါလေ ခုနှစ်ကြိမ်ဖြစ်တယ်လို့ဆရာဒါဖြင့်ကျတဲ့ကိုဘယ်စိတ်ရှုရှုဇောခုနှစ်ကြိမ်ဖြစ်တယ်လို့ကုလားဘုရိုးတကသိုက်တို့ကဖွင့်ရမှာဘယ်ခါရှုရှုခုနှစ်ကြိမ်ဖြစ်ပါလဲခုနှစ်ကြိမ်ဖြစ်တယ်ဒီညံသောတခုတည်းညံညံတခုတည်းကိုမဂ္ဂင်၈ပါးကိုကဒကာရမတို့မဂ္ဂင်၅ပါးနဲ့ဖြစ်လဲဒီထဲနဲ့မဂ္ဂင်၅ပါးနဲ့တစ်ချိန် ဒါရမကငါးပါးနဲ့ဘယ်နှချိန်မှလိုက်အောင်ခုနှစ်ချိန်ဖြစ်တယ်လို့မှတ်ကြတော့မကငါးပါးနဲ့ရှုလဲခုနှစ်ခါဖြစ်တယ်လို့မှတ်ရသဘောကျကောင်းပြီဒါဖြင့်ဩဒုပဒနာရှုတဲ့ခါကြတော့ဝိပဿနာမဲ့သောဟာခုနှစ်ခါတောင်ဖြစ်ပါရဲ့လားလို့ကိုယ်စိတ်ထဲမှတ်ထားကြတယ်။တစ်ခါရှိရင်ဘယ်နှခါဖြစ်တယ်။ ဖြစ်ပြကလေးကိုမြင်တယ်လို့ဆိုလို့ရှိရင်ဖြင့်ခုနှစ်ခါဖြစ်တယ်မှန်ပါပါဘုရားအဲ့တော့ခုနှစ်ခါဖြစ်တာကိုဒကာရမတွေကသိထားတော့မှာဟောတို့တစ်ခါအဖြစ်ပြကလေးတစ်ခါရှုလိုက်ရင်ဇောခွန်ကြိမ်တောင်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဒကာရမတွေကမှတ်ထားရမှာကောင်းပြီဒါဖြင့်ဇောခွန်ကြိမ်ဖြစ်တော့ တပည့်တော်ခုနှစ်ခါသိတာဗောဗျာဖြစ်ပြက်ခုနှစ်ခါသိတာဗောလို့ဆိုတာဒကာဓမ္မတွေမှတ်ထားအဲ့ဒါဒီဥလာဘုရောဒကာသိတုကအကျိုးပေးကိုရှင်းပြအောင်မှန်ပါပါအကျိုးပေးရှင်းပြအောင်မယ်တဲ့ဒကာဓမ္မတို့ခုနောက်ရှင်းမှာပါပါလိမ့်အကျိုးပေးရှင်းပြအောင်မယ်ဆိုတာမှတ်ပါမှန်ပါပါပထမဒီစိတ်ကလေးဒီထဲမှာလည်းမဲ့ခင်ငါးပါးပါတာ စေတနာလည်းပါတာပဲမကင်ငါပါလည်းပါတယ်စေနာတွေလည်းပါတယ်ဒီထဲမှာပါတဲ့စေနာကဒီဘဝအကျိုးပေးရမယ်လို့မှတ်ပါတယ်သဘောကျဒီဘဝအကျိုးပေးရမယ်လို့တရားဓမ္မတွေမှတ်ထားကြမှာဒီဘဝဘယ်ချိန်ကစယူပေးမှာတုန်းလို့မဲလို့ရှင်းပြအခုချိန်ကစပြီ9ရက်အတွင်းသို့မဟုတ်ရင်9လအတွင်းသို့မဟုတ်လို့ရှင်း9ရက်အတွင်း ဒီထဲပါတဲ့မဲ့ကင်ကကျုပ်ပေးမယ်မဲ့ကင်ဆိုတော့ကြောင်းကောင်းကျိုးသာပေးလိမ့်မယ်လို့ဒကာဓမ္မတွေကမှတ်ထားပါဒါဖြင့်ဒီလုပ်ဒီလင်းလင်းမြန်းမြန်းကျုပ်ပေးတဲ့လုပ်ပေါ့ဗျာရှင်းညာဒါဖြင့်ဒိဋ္ဌာရမကျုပ်ပေးတာပထမဆုံးပဲဥပဒနာရှိတယ်ပထမဆုံးကဘယ်ချိန်ကျိုးပေးပါလဲ ဒိဋ္ဌာဓမ္မအကျိုးပေးတယ်လို့တရားဓမ္မတွေကမှတ်ထားပါဘယ်ဒိဋ္ဌာဓမ္မဆိုတာဘယ်လိုပါလိမ့်မလို့ဆိုတော့ယခုရှိတဲ့အချိန်ကစပြီး9ရက်အတွင်းဒီကျုံပေးရင်9လအတွင်းဟာဒီ9လမှာကျုံပေးရင်အဲ့ဒါသူစွန့်ရည်သတ္တိရှိပရမဇောရဲ့ဗာရမဂ္ဂင်အကျိုးပေးပုံကိုကန့်တက်လိုက်တဲ့ရဲ့သဘောကြဒါကြောင့်တရားဓမ္မတွေ ဖြစ်ပြရှုပါရှုပါဆိုတဲ့ဥစ္စာဒီပရမဇောများများပေါ်အောင်လို့ခိုင်းနေဒီပရမဇောများများပေါ်အောင်လို့ခိုင်းနေတယ်လို့ဥလာဘူးမှတ်ရလိမ့်မယ်ဒါဖြင့်ဒီပရမဇောကိုဆရာဘုန်းကြီးကဘယ်နဲ့ကြောင့်ပေါ်စေခြင်းပါလိမ့်မလဲပရမဇောကဝိပဿနာပရမဇောလည်းဖြစ်အမြတ်ဆုံးပရမဇောလည်းဖြစ်ဒါနာကုသိုလ်တဲ့လည်းဒါနာကုသိုလ်ပရမဇောတဲ့လည်းသူကမြတ်မှန်ပါ သီလကုသပထမဇောတဲ့ကောသမထပထမဇောတဲ့ကောကောင်းပြီဒါပြန်ဝိပဿနာပထမဇောကမြတ်တယ်လို့ဆိုတာသိတော့အကျိုးပေးသူသာဆုံးပေါ့သဘောပါကြဒါပြန်ဝိပဿနာကြက်ကြက်ရှုကြက်ကြက်ကြက်ရှုကြက်ဆိုတော့ဒီဇောဟာအရင်ဆုံးပေါ်တဲ့ဇောပဲဖြစ်ပြအရင်ဆုံးမြင်တဲ့ဇောပဲသဘောကြဖြစ်ပြအရင်ဆုံးမြင်တဲ့ဇောဖြစ်လေသောကြောင့် ဒဂရမတို့သူချုပ်ပြီးမှဒုတိယဇောကမြင်တာကိုရှင်းမလားရှင်းပါပါဒုတိယဇောချုပ်ပြီးမှဖြစ်ပျက်ကိုတတိယဇောချုပ်ပြီးမှတဘောကြအင်းသရုတ်ဇောချုပ်ပြီးမှပြေသမဏဇောချုပ်ပြီးတော့မှသရမဇောကဖြစ်ပျက်မယ်သရမဇောချုပ်ပြီးမှတတမဇောကမြင်တယ်ဆိုတော့ကျွတ်မဥပဒနာရှုတဲ့စိတ်ကုန်သွားတဘောကြ အဲ့ဒါကိုအကျိုးပေးရကလာဆိုတော့ပထမဇောကဒကာဓမ္မတွေကိုအကြောင်းတရားဆိုင်လို့ကတ္တယန္တရေတွေတွေးမဲ့ကြအောင်တော့သူကအကျိုးပေးပလိုက်သူကပထမဇောကအကျိုးပေးနေတော့ကောင်းကျိုးပေးနေတော့ဟိုအရေကမလာနိုင်တော့ဘူးဘာကြ

နောက်ပါကျုပ်ပြီဒီသရမဇောကတော့ကံထိုက်တဲ့အတွက်ဒုတိယဘဝကျုပ်ပြီအလယ်ဆုံးငါးချက်ကတော့တတိယဘဝကဆိုင်ရင်နိဗ္ဗာန်ရသည့်ဘဝတောင်သူကျုပ်ပြီဒါရင်ပရမဇောကယခုဘဝဟောဒီသတ္တမဇောကဒုတိယဘဝဒုတိယဘဝကျုပ်ပြီအလယ်ဇောကတတိယကဆိုင်ရင်နိဗ္ဗာန်မရမရှိလူသွားရအရေးပါတယ်လို့လိုက်နေတယ်လို့မှတ်ပါ ဒါရင်ဥပဒနာတခါရှုလိုက်တယ်ရှင်ခုနှစ်ကြိမ်ဖြစ်တော့ကျေးဇူးမများတာရေလို့ပါသေးလားပါပါဘုရားဒီဘဝတက်ကပထမဆုံးနောက်ဘဝတက်ကဒီသတ္တမဆုံးနောက်ဘဝတက်ကရှင်းမလားနောက်ဒုတိယဘဝတက်အလယ်ဆုံးငါးဆက်ကတတိယကဆက်ရင်နိဗ္ဗာန်ရသည်ဘဝတောင်သူတို့အကျိုးပေးမှာရှင်းမလားပထမဆုံးကဒီဘဝတွေ့ ရှင်းပြီနော်တတမဇောကဒုတိယဘောဒုတိယထည့်ပေးနောက်နောက်တည်းကရှင်ကြီးကိုတတမဇောကဘယ်ဘောအကျိုးပေးမလဲတပည့်ကြအလေဆုံးငါးချက်ကတတိယဘောကစာရည်နိဗ္ဗာန်မရမချင်းချုပ်ပေးမယ်တပည့်ကြဒါဖြင့်ယခုဘောယူပေးမယ်ဇောကဘယ်ဇောပါလဲဒါဖြင့်ယခုဒကာရမတွေ အမျိုးမျိုးဘုံဘုံတကွေယောဂါတွေဖြစ်တဲ့အစရှိသည်ပေါ့ဗျာကတ္တေကအမျိုးမျိုးရှိပေဆက်အန္တရာယ်တခုတည်းများပေအမျိုးမျိုးဘုံဘုံမရှိကြဘူးလားရှိကြပါဘူးအဲ့ဒါတွေကိုယခုဘုရားရောခွန်ရင်ထဲမှာဘ누구ကကာွယ်ပေးလိုက်ပဲဆိုတာယနေ့ရှင်းပြရှင်းပြတော့ဘာတွေ့ပါလိမ့်တကယ်သိရှင်းမလားရှင်းပါဒါဖြင့်စစ်တို့ကလည်းငင်းကျေးဇူးရှိမှာကဘ누구ပါလိမ့် ပထမဆုံးပဲဆိုတာဒကာရမတွေကမှတ်တာပါဒါဖြင့်ပထမဆုံးလာရင်လဲအလယ်ဆုံး၅ခုကလဲလာမှာပဲပထမဆုံးကလာမှာပဲဆိုသဖြင့်ဝိပဿနာရှိရင်လဲဒီခုနှစ်ချိန်မပေါ်ပဲနဲ့မနေပါဘူးသဘောကျဒါဖြင့်ပထမဆုံးစီမနေ့ကလည်းပြောခဲ့တယ်ဒီနေ့ထပ်ပြီးပုံစံချပြီးဝေဖန်ပေးပါတယ် ပုံစံချဝေဖန်ပေးလိုက်တဲ့တွေ့ဒီဓရမတွေမှာအင်းဒီဥပဒနာပထမဆုံးမပေါ်ပေါ်တို့ကျူးစားမှာပဲလို့ဖြစ်ပြမြင်လဲသူကပေါ်တော့တာပေါ်ဘူးလားပေါ်လို့ရှိရင်လဲသူတဲမှာပါတဲ့မက်တွေကအကျိုးပေးရင်ဘယ်တော့အကျိုးပေးမလဲအေးယခုနေ့ကစရည် เอขุนเนี่ยด้วยขุนละด้วยขุนเนี่ยด้วยดาทุกขติဆိုတာပေါ်ล่ะဒါပြေရဓမ္မတွေအမျိုးမျိုးဖုံဖုံသောအန္တရာယ်တွေပါတွေကိုယခုဘုရားကာကွယ်ပေးမှာဖြင့်သူပဲတပည့်ကြအမျိုးမျိုးသောကတ္တယံကြေရီကြောက်เสียလန့်เสียရီလာခဲ့လို့တရားဓမ္မတွေမှာကြုံလို့ရှိရင်တရားဓမ္မတွေဆရာဘုန်းကြီးက လက်နဲ့ကောင်းပေးထားလက်နဲ့ကောင်းပေးထားတော့ဟေးဒီပရမဇောဟာတန်ခင်းရမဟုတ်ဘူးနော်ဟုတ်လားအလုံးကိုကျူးဝေးထက်တယ်ဆိုတာသဘောကျဒါကြောင့်သူဒိဋ္ဌာဓမ္မဝေဒနည်းကံလို့ဆိုဘာကံနဲ့ဒိဋ္ဌာဓမ္မကျူးပေးတဲ့ကံပဲဆိုတာပရမဇောကိုဆိုတာပဲရှင်းကြရှင်းပါကောင်းပြီဒါဖြင့် ပထမဆုံးဒီဒိဋ္ဌဓမ္မရုပ်ပြနိုင်တယ်ဆိုတာသဘောကျကြ။ဒါပြန်ဥပဒနာရှုတိုင်းရှုတိုင်းပထမဆုံးပါရလံပါဘူး။ပါရင်ပါရင်ချက်တို့သည်ခုနှစ်ရက်တွင်ခုနှစ်လတွင်ခုနှစ်နှစ်တွင်သူ့ကျိုးဘေးကိုချက်တို့ကိုယ်ပိုင်ရလိမ့်မယ်ဆိုတာကတော့ဖြင့်အမှန်ပဲ။သဘောကျ။ဒါပြန်သူစီချက်တို့ဥပဒနာဤအန္တရာယ်တွေကိုလည်းကာကွယ်ပေးမှာ။ဟုတ်ကဲ့လား။ ရပ်စရာလန်စရာတွေပြောစံကြဆိုစံကြမြေမြုပ်ဖုံုံတွေပေါ့ဗျာအဲ့ဒါတွေကိုလည်းပရမဇောမရှိတဲ့ပုဂ္ဂိုလ်မှာကုသိုလ်ဝိပဿနာပရမဇောမရှိတဲ့ပုဂ္ဂိုလ်မှာမကားဝင်နိုင်ဘူးဝင်လာမှာပဲဝိပဿနာပရမဇောရှိနေတဲ့ပုဂ္ဂိုလ်ကြတော့ရှင်းမလားရှင်းပါဘူးဒါဖြင့်ဒီလောက်ကိုဓမ္မတွေဒီကျူးစားလောက်ပါလိမ့်မယ်ဆိုတာကိုမနေ့ကလည်းသတိပေးခဲ့ရှင်းပါဘူး ဒီနေ့လည်းသတိပေးပြန်တယ်ဆိုရသည်တရားဓမ္မတို့အရင်တဲ့ဝရိယပို့ပေးပါလို့တိုက်တွန်းတာပါပဲဘေးတမူလားကောင်းပြီဒါဖြင့်ဒီဗရမဇောတိတရားဓမ္မတို့ဤကုသိုလ်ဗရမဇောလည်းဖြစ်နေသောကြောင့်ကိုးစားရအားထားရအစ်စ်ဆိုတာပေါ်ပါလားဒါဖြင့်ခင်ဗျားတို့ကိုးစားရအားထားရအစ်စ်ဒီကုသိုလ်ဗရမဇောပဲဆိုတာမှတ်ထားပါ ဒီပြန်သတ္တမဇောရဒုတိယဘုရားမှာကိုးစားရအထာရမှာအလေဇောရတတိယဘုရားကစပြီးမှသူကကျုပ်ပြီးမှဖြစ်နေတော့သူကိုးစားလေတတိယဘုရားကြမှာသူကကူညီပေးမှာကိုဒါပေမဲ့သူတို့ကူညီတကယ်တမ်းလည်းလည်းများများပေးနိုင်တဲ့ဥစ္စာကိုချွတ်တို့သည်အရေးမကြီးဘူးလားအရေးကြီးတော့တခါသိပဲဇောပါလေဘောကလားဘောပါဒါပေမဲ့ဓမ္မတို့ ပထမဇောဤကြည့်တယ်ဆိုတာပေါ်လာပြီ။ကဲဒီပထမဇောကဘယ်နဲ့ကြောင့်သူကကတ္တိပါရီကြောင်ကျေစုပြုနိုင်ပါလိမ့်မလဲ။မေးဖို့မလိုဘူး။လိုတယ်ဆိုတော့အင်းသူဒီကားလို့ဆိုလို့ရှိရင်ဖြင့်တတိထက်လို့ပဲလို့ပဲအဖြေအကြံပေးရမှာ။ဘာတိထဲလိုပဲလို့အဖြေအကြံပေးပါတယ်ဓမ္မတို့အဲ့တော့ဒီ ဒီဓမ္မတွေမှာနောက်ဘဝတုန်းကဒီလိုလက်သာသနာတွင်းကလည်းကျုံခဲ့ပုံကမရမရတော့ဘူးတဲ့ကိုပြုတ်ထားတဲ့အကုသိုလ်ကံတွေကဒီအလေဆုံးငါးချက်တွေကအကုသိုလ်လေဆုံးငါးချက်နောက်ဘဝများစွာကပေါ့ဗျာဒါတွေကနောက်ကလိုက်မနေပဲဘူးလားလိုက်နေတော့ကြာဒီဓမ္မတွေမှာအပရာပရိယဆိုတဲ့အလေဆုံးငါးချက်ကံတွေကနောက်ကလိုက်အကုသိုလ်ကံတွေလိုက်တယ် လိုက်နေတဲ့တွေ့အခုခံပါဥမာတပုံထားတာလေအင်းတို့ကြောက်ရတာပဲအစိုးရပြောင်းလဲကောကြောက်ပါပါ